အားလုံးပဲမြင်လာပါကျွန်တော်ဒီနေ့မှာတော့ဘဝမှာအချိုးကွတ်တစ်ခုခံနေဖို့အတွက်အချိန်ဘယ်လောက်လိုလဲဆိုတော့ခေါင်းစဉ်လေးနဲ့ဝေမျှပြီးသွားတယ် ဘဝမှာရီမန်းချက်တစ်ခုအချိုးကွေးတစ်ခုဖန်တီးဖို့အချိန်ဘယ်လောက်လောက်လိုလဲပေါ့တရောင်းတရောင်းမတူနိုင်ပေမဲ့ရေဝဲအားဖြင့်တော့9နှစ်ဝန်းကျင်လောက်ချိန်ပေးပြီးတော့ assignment မတိချာလုပ်မယ်ဆိုလို့ရှိရင်အချိုးကွေးတစ်ခုကိုဖန်တီးလို့ရပါတယ်နမူနာအားဖြင့်တက်လို့မှာပဲချန်ကြည့်ကြည့်ပေါ့ဘဝတစ်ခုရဖို့ဆိုရင်3နှစ်4နှစ်ပုံမှန်အားဖြင့်ကျွန်တော်ယူရတယ်9နှစ်လောက်ဆိုရင် master dance လို့ပါလို့တက်တာမျိုးတွေထိလုပ်လို့ရတယ် master dance ဆိုတာတော့တကယ်ထဲထဲဝင်လုပ်မယ်ထိထိရောက်လုပ်မယ်ဆိုရင်တကယ်ကိုကျွမ်းကျင်တဲ့အခြေအနေလို့ပြောလို့ရတာပေါ့ နောက်တစ်ခုကကိုက professional အနေနဲ့လုပ်မယ်ဆိုလို့ရှိရင်ဝန်ထမ်းအနေနဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းပေါ့နော် manager level လောက်ထိတောင်းယူယူလို့ရတဲ့အချိန်ကာလဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်ရှိတယ်၃နှစ်လောက်နဲ့ manager ဖြစ်တာတောင်ရှိတယ်ပေါ့နော်နောက်တစ်ခုက skill တစ်ခုကျွမ်းကျင်မှုတစ်ခုတည်ဆောက်မယ်ဆိုရင်လည်း၅နှစ်ဆိုတဲ့အချိန်ကတော်တော်လေးလုံလောက်တယ်လို့ပြောလို့ရပါတယ် outlier စာအုပ်မှာဆိုလို့ရှိရင်ပြောထားလေးရှိတယ် level တစ်ခုမှာကျွမ်းကျင်မှုဆို night 1000တူတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်တစ်ပတ်ကို night 40နဲ့ဆိုရင်၅နှစ်လောက်ဆိုလို့ရှိရင် night 1000ဖြစ်တာပဲ ဆိုတော့ကျွန်တော်တို့ကကြွညင်မှုတစ်ခုတိဆောက်မယ် level တစ်ခုလေ့လာမယ်ဆိုလို့ရှင်လည်းငါးနှစ်လောက်ချင်းပြီးလို့ရှင်ကိုယ်သာတကယ်ထဲထဲဝင်လုပ်မယ်ဆိုရင် level တစ်ခုကျောက်သွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်နောက်တစ်ခုတော့ပါလဲဆိုတော့ကိုယ်ပိုင် CY လုပ်ငန်းတစ်ခုလုပ်မယ်ပေါ့နော်ကိုယ်ပိုင် CY လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်လည်း၅နှစ်ဆိုတဲ့အချိန်ကာလကတော်တော်လေးချိန်ရတယ်လို့ပြောလို့ရပါတယ်ကျွန်တော်သူရတနာတွေအရဆိုလို့ရှင်လုပ်ငန်းတစ်ပေါ့နော်ဒီ startup 80ရာခိုင်နှုန်းလောက်က၅နှစ်မတိုင်ခင်ဟာကျဆုံးလေးရှိတယ်ဆိုပြီးတော့မှသူတို့ပြောတာရှိပါတယ်ဆိုလို့ရှင်ကတော့လုပ်ငန်းတစ်ခုကကိုက၅နှစ်လောက်ခံအောင်လုပ်နိုင်တယ်ဆိုလို့ရှင်ကိုယ့်လုပ်ငန်းအချိန်တော်တော်ကောင်းနေပြီလားလားတော်တော်ကောင်း ပြုံးလို့ရပါတယ် professional ပဲလှုပ်လှုပ်ကျွမ်းကျင်မှုတစ်ခုပဲလေ့လာလေ့လာကိုယ်ပိုင်စီးပွားရေးပဲလှုပ်လို့၅နှစ်လောက်ချိန်ပြီးတယ်ဆိုလို့ရှင်ချိုးကိုတစ်ခုဖန်တီးလို့ရတဲ့အချိန်ကာလလို့ပြောလို့ရပါတယ်အဲ့မှာကိုကစာလောင်မှုပြင်ပြင်နီလမ်းမှန်မှန်နောက်ဒီဇိုင်းမှန်မှန်နဲ့ဝဲရှိရှိနဲ့လှုပ်သွားမယ်ဆိုလို့ရှင်၅နှစ်လောက်ဆိုတဲ့ကာလချိုးကိုတစ်ခုကိုရဲ့ကြီးမားတဲ့ရင်မှန်ချက်တစ်ခုဖန်တီးလို့ရတဲ့အချိန်ကာလတစ်ခုလို့ပြောလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်